ားလုံးပဲမင်္ဂလာပါ။ရှောင်းခရင်ခန်းကြီးတုံးပိုင်းငယ်16မကဘတ်တော်အနေငယ်လေးဝီမြခွားပေးချင်ပါတယ်။ဖြားခင်ရဲ့ကေတင်ချင်းအကြောင်းကိုရှင်းလင်းပြီးတော့သောပေါက်ထားပြီးသားသူများအတွက်ကတော့ကြိုသွားလို့ရပါတယ်။ဒီရလေးကအေဝံဂေလိဝင်ရတဲ့ခါမှာတတိမထားမိတဲ့အချက်ကလေးတွေကိုရော36မှာ ုံလင်းစွာပေါ်ပြတဲ့အကြောင်းလေးတွေကိုခေါ်ပြီးဝေငှချင်တာဖြစ်ပါတယ်အားလုံးအလို့ရပြီးသားဖြစ်မယ်လို့ယုံကြည်သူတွေမာရောအလို့ရပြီးသားဖြစ်မယ်လို့ယုံကြည်ပါတယ်ဖြားခင်ကိုစိတ်ဝင်စားပြီးတော့လေးလာနေတဲ့ညီကောင်မများအတွက်တော့ဒီကျွန်ပိုက်လေးတပိုက်အဖြစ်ဆုံးလေးစွာဖျားခင်ကိုသိရှိနိုင်တဲ့အချက်လေးတွေကို ယေရှုနာမ၌မျှဝေလိုပါれမိမိရဲ့ရွှေမျိုးမိတ်ဆွေတငယ်ချင်းများဘုရားသခင်ရဲ့ကယ်တင်ခြင်းကိုယုံရှင်စွာနားလည်စေလိုသောကိုယ့်ရဲ့ချစ်တငယ်ချင်းများကိုလည်းဘုရားသခင်ကိုရရှိစေခြင်းနဲ့ဆိုရင်လက်ဆင့်ကမ်းမျှဝေလိုရပါれဒီနေရာမှာဘုရားသခင်ဤတားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရရှိခြင်းကဖရာသခင်သည်မိမိ၌တပါဒီတော်သားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူပြီးဆိုတဲ့အကြောင်းပိုင်းကိုတွေ့ရပါတယ်ကျွန်တော်ဓမ္မမိတ်ဆွေတယောက်ကနေပြီးတော့ သူ့မှာခရိယမိတ်ဆွေတော်တော်များများရှိတယ်ခရိယန်ဒီအားလုံးဟာအဲဖရာသခင်ငရေရကေရဲဆိုတဲ့အကြောင်းပဲပြောချပြီးတော့အာခရိယန်ဒီအားလုံးကငရေကနေလွတ်ပြီးဂျန်နဲ့ခရိယန်မဟုတ်တဲ့သူကငရေပဲတွားရမယ်ဆိုတဲ့ပုံစံမျိုးဟိုနားထောင်ရတာကြားနေရတယ်တဲ့ခရိယန်နေရငရေအာ မတော်ရဘူးဆိုတဲ့သဘောလားလို့မိကုံးမေးခံခဲ့အောင်ပူပါတယ်မိကုံးမေးရတဲ့ကောင်းပါတယ်လို့ခရိယာနေဟာအာလုံးငရေကနေမလွတ်ပါဘူးတခင်ရှုဟာတခင်တခင်လို့ခေါ်တဲ့သူတိုင်းကောင်းကင်နိုင်ငံမရောက်ဘူးလို့ပြောတယ်အဲ့တော့ထိုမိတ်ဆွေဓမ္မမိတ်ဆွေကပဲအာဆရာယေရှုပြောလိုက်အင်း ကေတင်ရှင်ပြောလိုက်ဖရာသခင်ပြောလိုက်ထာဝရဖရာပြောလိုက်အီမာနွေလာလို့ပြောလိုက်ဆိုတော့တဲ့ဖရာသခင်နမေနော်တခုတည်းရှိတာလားအများကြီးရှိတာလားဘယ်ဟာကိုအတိခေါ်ရမလဲကျွန်တော်ကတတိမထားမိပဲနားလေသဘောပေါက်ပြီသားဖြစ်တဲ့အတွက်ကျုံတလူသုံးနှုံးတဲ့အခါမှာနားထောင်တဲ့သူ ရှုပ်ထွေးသွားတာလေးကြုံခဲ့ရပူပါတယ်အဲ့တော့ဒီနေရာမှာဒီမေကွန်းကြောင့်တတိထားမိတဲ့အချက်ကလေးကနှလုံးသားထဲမှာဖျားသခင်ရဲ့တန်ရှင်သောဝိညာဉ်တော်ပေါ်ပြတယ်ဖျားသခင်ဤတားတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်တဲ့ဖျားသခင်ဤဆိုတာကဖျားအားလုံးရဲ့သခင်ကိုဆိုလိုခြင်းဖြစ်တယ်ဖျားသခင်ဤဆိုတာကဖန်ဆင်းရှင် ထာဝရဘုရားကိုပြောတာဖြစ်တယ်။ဘုရားသခင်ဤဆိုတာကထာဝရဘုရားခမဲတော်ဘုရားကိုလည်းရည်ညွှန်းခြင်းဖြစ်ပါတယ်။သားတော်ကိုလို့ပြောတဲ့အခါမှာကျွန်တော်တို့အခေါ်ဝေါ်ဝေါ်ရာအများကြီးတော့မရှိပါဘူး။သားတော်ဆိုတာယေရှုဖြစ်တယ်။အီမာနွေလဘုရားလည်းဖြစ်တယ်။ကယ်တင်ရှင်ဘုရားလို့လည်းခေါ်လို့ရပါတယ်။ အပစ်ကနေကယ်ချတော်သူလို့လည်းအဓိပ္ပာယ်ရပါတယ်ယေရှုဆိုတာအဲ့တော့တားတော်ကိုလို့ပြောတဲ့အခါမှာယေရှုကို ပြောနေခြင်းဖြစ်တယ်။ယုံကြည်သောသူအပေါင်းတို့လို့ပြောတဲ့အခါမှာအများကြီးကိုပေါ်ပြနေတာဖြစ်တယ်။ယုံကြည်သောသူအပေါင်းတို့လူမျိုးမရွေးဘာသာမရွေးခုနှစ်တာသမီအပေါင်းရုပ်လက်အမျက်မရွေးလူတန်းစားအမျိုးမျိုးကိုရည်ညွှန်းခြင်းဖြစ်တယ်။ ယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ပျက်စီးခြင်းသို့မရောက်ဆိုတာပျက်စီးခြင်းကျွန်တော်တို့အိမ်နီးချင်းပတ်ဝန်းကျင်မှာကြားရတဲ့စကားလုံးတစ်ခုလည်းဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာရည်ညွှန်းတဲ့ပျက်စီးခြင်းနဲ့ကျွန်တော်ပတ်ဝန်းကျင်ရက်ွက်ထဲမှာရှိတဲ့ပျက်စီးခြင်းကမတူပါဘူးအဲဒီနေရာမှာဖော်ပြထားတဲ့ပျက်စီးခြင်းနဲ့ကျွန်တော်သိတဲ့ပျက်စီးခြင်းကတော့ဘာကွာလဲဆိုရင်နင်းသားပျက်စီးတော့မယ်နော် ရက်ွက်တရဟိုကလေးတွေနဲ့ပေါင်းနေဟိုကောင်တွေနဲ့ပေါင်းနေရနော်ဟိုကောင်တွေကချက်တိုက်လိုက်ဖဲရိုက်လိုက်ဆေးချလိုက်ဟိုနာပစ္စည်းကိုလိုက်ဒီနာပစ္စည်းကိုလိုက်အဲ့ဒီကောင်တွေနဲ့ပေါင်းနေနင်သားပျက်စီးတော့မယ်နော်နင်သားကိုပြောထားနင်သားကိုဆုံးမထားတမီးရှင်နေစင်လဲနင်တငယ်ချင်းအပေါင်းအသင်းတွေကမကြိုက်ဘူးအဲ့ဒီလူလူတွေအိမ်မလာစေနဲ့နော်ဒီဒီဟာမတွေနဲ့ပေါင်းလို့ရှိရင်နင်တမီးကပျက်စီးမှာနော် စသဖြင့်မိသားစုမှာပြောဆိုတဲ့နေကျွန်တော်တို့ကြားရတတ်ပါတယ်ဒီပျက်စီးခြင်းကပဝင်းခြင်းကပြောတဲ့ပျက်စီးခြင်းကဇာရိတပျက်စီးခြင်းကိုစိုးရင်းစွာနဲ့ရည်ညွှန်းဖော်ညွှန်းခြင်းဖြစ်တယ်ဒီနေရာမှာ ပြောတဲ့ပျက်စီးခြင်းတို့မရောက်ဆိုတာဝိညာဉ်လေးပြထာဝရကတ်နဲ့လောင်တဲ့ငရဲမီးအိုင်ထဲမှာပျက်စီးခြင်းကိုမရောက်ဘူးလို့ရည်ညွှန်းခြင်းဖြစ်တယ်ပျက်စီးခြင်းတို့မရောက် ထာဝရအသက်ကိုရစေခြင်းကဖရာသခင်သည်မိမိ၌တပါးသီးသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်ထာဝရအသက်ကိုရစေခြင်းကထာဝရဆိုတာနော်အစဉ်အမြဲလို့ခေါ်ပါတယ်ထာဝရဆိုတာအစဉ်အမြဲအသက်ဆိုတာကရှင်တန်ခြင်းအစဉ်အမြဲ ရှင်တန်ချင်းဘဝကိုရစီချင်းကဖရာသခင်ဒီเนาะကျွန်တော်တို့ပထမအုံဆုံးဖတ်ခဲ့တဲ့အတိုင်းကမဲတော်ဖရာဖရာအားလုံးရဲ့သခင်ဖန်ဆင်းရှင်ထာဝရဖရာကမဲတော်ဖရာမိမိ၌တပါတီတော်တားတော်ကိုဆိုเนาะတားတော်ကိုယေရှုခရစ်တော်ကယ်တင်ရှင်အေမာနွေလဖရာကိုပြောနေခြင်းဖြစ်တယ်စွန့်တော်မူသည့်တိုင် လောကီသားတို့ကိုချစ်တော်မူ၏နော်လောကီသားဆိုတာအပြစ်နဲ့မကင်းနိုင်တဲ့ပုထုဇဉ်လူသားအားလုံးကိုယဉ်ညွန်းခြင်းဖြစ်ပါတယ်အဲ့တော့လောကီသားအားလုံးကိုချစ်တဲ့အတွက်ကြောင့်မို့ဖခါကသူ့ရဲ့တပါးဒီတော့သားတော်စွန့်နဲ့စွန့်တော်မူတဲ့တိုင်အောင်ချစ်တယ်လို့ဖော်ပြတာတယ်ဖခါဖခါသခင်ဖခါသခင်ဖော်ပြတဲ့ချစ်ခြင်းအကြောင်း ဒီနေရာမှာကျွန်တော်တွေ့ရတယ်ချက်ချင်း3မျိုးရှိပါတယ်928ချက်ချင်းရှိတယ်1500ဆိုင်နဲ့ချက်ချင်းရှိတယ်အဂဘေနဲ့ဆိုင်တော့ချက်ချင်းမြတာရှိတယ်928ချက်ချင်းမြတာတင်ကြိုင်းမှာလမ်းဆုံးတယ်1500နဲ့ဆိုင်နဲ့ချက်ချင်းဟာလည်း တင်ကြိုင်းမှာလမ်းဆုံတယ်တချို့ကတင်ကြိုင်းမရောက်ခင်လည်းလမ်းဆုံတက်တယ်1528နဲ့နှိုင်းရှင်လို့မရပဲအလွန်ကြီးကျယ်မြင့်မြတ်တဲ့ချစ်ချင်းမေတ္တာအကပေမေတ္တာဖြစ်တယ်ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာတေခြင်းတရားကစီတာလို့မရတဲ့ချစ်ချင်းမေတ္တာဖြစ်တယ်အရောသူဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာကိုဒီကျမ်းပိုက်လေးအပြင်ပေါ်ပြလိုပါတယ် ဖယားသခင်တားတော်ကိုယုံကြည်တော်သူအပေါင်းတို့မိတ်ဆွေနေနဲ့သခင်ရှုယုံကြည်လက်ခံထားပြီးသားတော်သူဆိုရင်တော့ယုံကြည်ခြင်းအကြောင်းကိုနားလည်မယ်လို့ယုံကြည်ပါတယ်ဖယားသခင် အကြောင်းလေးလာနေတဲ့သူတယောက်ဖြစ်တယ်ဆိုရင်တော့ယုံကြည်ခြင်းအကြောင်းကိုသင်္ကာကနနာသိရှိဖို့လိုအပ်ပါတယ်ယုံကြည်ခြင်းအကြောင်းဟာဖရာသခင်ရဲ့ငရဲကရွေးနှုတ်တဲ့ကဲ့တင်ခြင်းအကြောင်းဖြစ်ပါတယ် ယုံကြည်ခြင်းနော်ယုံကြည်မှုအာမင်းတို့ဖះယုံကြည်လိုက်တာနဲ့ငရဲ့လွတ်တာလားဆိုလွယ်လိုက်လားလို့လွယ်လွယ်လေးတစ်ဖက်ကပေါ်ပေါ်ပါပါစဉ်းစားရင်စဉ်းစားလို့ရကောင်းရပါလိမ့်မယ်ဒါပေမဲ့ရွှေအကြောင်းမင်းနဲ့စစ်လူအကြောင်းပေါင်းမသည့်ဆိုသလိုဖះသခင်ရဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာကိုလေးလာဖတ်ရှုအောင်မိခြင်းအဖြစ်တာလင်ဖះသခင်နဲ့တင် ယင်းနီကျောင်းဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။အဲ့ဒီလိုယင်းနီကျောင်းဝင်ပြီးမှသာလဲတင်းရုံချီချင်းကခိုင်မြဲမှာဖြစ်တယ်။တင်းမှာဆိုင်ကယ်တစ်စီးရှိတဲ့ဆိုရင်ကိုမမြင်ဘူးတဲ့သူမိနစ်တစ်နေရာမှာလာလေပြီးတော့ခင်မြင်တဲ့သူတယောက်ကဆိုင်ကယ်ငှားတယ်ဆိုရင်တင်းရဲ့တော့ကိုအလွယ်တကူပေးလိုက်မလား။တင်းကားကိုတစုံတယောက်ကငှားဖွင့်အတွက်တပတ်လောက်ပဲ လူချင်းတွေ့ရင်းနှီးထားတဲ့သူတယောက်ကငှားတယ်ဆိုရင်တင်တော့ပေးလိုက်ပြီးတော့နော်ငှားလိုက်မလားဒါကတော့လူလူချင်းကြားထဲမှာယုံကြည်မှုတမချမ်းစကားကတော့ယုံကြည်ခြင်းဘုရားသခင်တောင်းတာကတင်းရဲ့နှလုံးသားတွေကယုံကြည်ခြင်းကိုတောင်းတာဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ဘုရားသခင်ချစ်ခြင်းကိုတင်ရခြင်းနဲ့ဆိုရင်ထိုကေတင်ရှင်ဘုရားကိုဂာဂနာနာတိရှိအောင် လေးလာပြီးတော့သူ့ကို ရှုံချီလက်ခံခြင်းသူရဲ့ချစ်ခြင်းကိုသိရင်နှလုံးသားထဲမှာနေရပေးခြင်းဟာဒါလည်းအဓိကဖြစ်တယ်ဆိုတော့အကြောင်းလေးမျှဝေလိုပါတယ်အားလုံးပေါ်မှာဖျားရခင်ကောင်းချီးပေးပါစေ